မင်္ဂလာပါရှင်မိုးတောက်ချက်နယ်ကနေပြောပြန်လေးကြိုဆိုလိုက်ပါတယ်မြင်းကျက်ခရိုင်အတွင်းတမတော်စစ်ကြောင်းတွေနဲ့ဒေါ်သေးရာရွှေမွန်ဦးဆောင်နဲ့ပြည်သူစစ်အဖွဲ့တွေဟာနေမြေရှင်းလင်းရဲ့ရှင်နေရ PDF အမေကန်အကြံဖက်အဖွဲ့တွေအထီးကိုင်းအကြဆုံးများနေတယ်လို့သိရပါတယ်တရုတ်တံပိုင်းထဲမှာတော့မြင်းကျက်ပြည်သူစစ်အဖွဲ့ခေါင်းဆောင်ဒေါ်သေးရာရွှေမွန်က PDF အဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ဘာတွေပြောဆိုလိုက်တယ်လဲဆိုတာကိုဖော်ပြပေးသမှာဖြစ်ပါတယ် ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုးတောက် channel ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင်ပရိသတ်ကြီးမြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နက်ကင်ပဋိပက္ခတွေဖြစ်ပွားလာခဲ့တာဟာ၄နှစ်ကျော်လာပြီဖြစ်ပါတယ်အဲ့ဒီ၄နှစ်တာကာလအတွင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရေးကော်မရှင်ကိုစန့်ကျင်လျက်ရှိနေတဲ့မီဒီယာတွေဟာ ေပြင်အဖြစ်မှန်နဲ့ကင်းကွာတဲ့သတင်းတွေကိုဝါဒဖြန့်ချီရေးဆန်ဆန်ဖော်ပြလျက်ရှိနေပါတယ်။ပြီးခဲ့တဲ့လပိုင်းကလည်းတမရော့အပေါ်သစ္စာဖောက်ခဲ့တဲ့ထက်မြက်ဦးဆောင်ကြီးရဲ့ Breaking Brainwet Media BBM က PDF အဖွဲ့ရိစူဖွဲ့လှူရှားနေရရွာကိုတင်နိုင်ရင်းကြံပြည်သူစစ်ကောင်ဆောင်ဒေါ်တီယာယူမုံကိုတင်းတထောင်ပေးမယ်ဆိုပြီးကမ်းလှမ်းထားတယ်လို့ဖော်ပြခဲ့ပူပါတယ်။ဒါပေမဲ့မြင်းကြံပြည်သူစစ်ကောင်ဆောင်ဒေါ်တီယာယူမုံက ပတ်စံမရဘဲနဲ့နိုင်ငံကိုချစ်တယ်စိနေ PDF အမေရိကန်အကြံဖက်နဲ့နဲ့ကန်အဖွဲတွေကိုအမြင့်ပြတ်ချိန်မုံသွားမှာဖြစ်တယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရေးကော်မရှင်ကိုစန့်ကျင်လျက်ရှိနေတဲ့မီဒီယာတွေဟာလည်းသူမအကြောင်းရှင်းပြီးအတန်ရှင်းရှာနေတယ်လို့အခုလိုမျိုးပြောဆိုခဲ့ပါတယ်။အာသိန်းတောင်သိန်းတောင်ကိုပြောနေလို့ ကိုစီကိုစားတော့ကိုတမင်ကိုကိုတမင်တို့ကိုဆွဲပြီးတော့တိုက်နေတာလို့မင်းတို့တိတ်တထောင်မရဘူးငားစားမပေးလဲမင်းတို့အမြင့်တရချိန်မုံးမှာနော်နိုင်ငံတော်ကတိတ်တထောင်ပြောတယ်ငားစားမပေးပါစေအဲ့နေတော့အမြင့်ပြောက်အလကားမတင်ဘူးလိုက်ချိန်မုံးပေးနေတာလို့နော်တတ်မတော်ဘာကနေနိုင်ငံကိုချစ်နေစိတ်နဲ့အချမ်းဖတ်တဲ့ပုံလေးကိုတိတ်တထောင်ပြောတယ်ငားစားမပေးလဲခိစ္စမရှိဘူးတိတ်တထောင်လဲစိတ်မဝင်စားဘူးဘလောက်မှမရလေထမင်းတုပ်ဆွဲပြီးတော့ကိုထမင်းတုပ်ကိုဆွဲပြီးတော့သူတို့အမြက်ပြက်ချေမုန်းချင်လို့လိုက်တိုက်နေတာ ကျန်ဖတ်တဲ့ပုံလေးပေါ်ပြမှာပေါ့သူတို့ကကျွန်တော်နဲ့အတန်းဆင်းယူနေတာလေကျွန်တော်တီရာယူမုံလို့ထည့်လိုက်တာနဲ့သူတို့က like like and follow တွေအားမှာကျွန်တော်ကဝင်ကြည့်နေတာတို့ဒီအရင်တင်တာနဲ့ပို့ဒီလိုက်ရဟို 1k တောင်မရှိဘူးကျွန်တော်နာမည်သုံးလိုက်မယ်ကျွန်တော်ကိုနာမည်ဖြတ်ပြီးတော့တင်မယ်ဆိုရင်ဒီမဲ့ဝင်ကြည့်လိုက်တာနဲ့လူစိတ်ဝင်စားသွားတဲ့ခါကျတော့ like and follow တွေကတိုးသွားတာလေသူတို့ကဟုတ်ကဲ့အဲ့တော့ကျွန်တော်အတန်းဆင်းယူတယ်ကျွန်တော်နာမည်ကိုသုံးပြီးတော့သူတို့ကနေ ပေါ်ယူလာဖြစ်အောင်လုပ်နေတယ်လို့ပဲကျွန်တော်ကယူဆတယ်။ကျွန်တော်တော့ကျေးဇူးတင်လိုက်အောင်လို့ပြောလိုက်အကြံဖတ်မိရတယ်။အာဟုတ်ကဲ့ဟုတ်ကဲ့ဒီမိုက်ကဲဆိုနေကောင်အရင်ဘယ်ကြောင်ထဲမှာကတ်နေမှမသိတီတာယူမမယူမမောမတီတာနဲ့လောက်ပြီးတော့မှ follow ယူသွားတာတောင်းစားခြင်းလို့တောင်းစားခြင်းလို့မိုက်ကဲရောဒီပြမီဒီယာတွေရောသူတို့သူတို့မီဒီယာစိတ်ဝင်စားမှုနဲ့တီတာယူမောမင်းညာတီတာယူမောခေါင်းစဉ်တက်ပြီးတော့မှလူစိတ်ဝင်စားအောင်ရေးလိုက်တာကျွန်တော်ကလည်းမြန်မာပြည်တစ်ပြည်လုံးမှာ မျိုးသမီးစစ်တိုက်တာဆိုလို့တမတော်ဘက်ကမျိုးသမီးစစ်တိုက်တာဆိုတော့ကျွန်တော်ပဲရှိတာလေအဲ့တော့ဘာလို့ဖြစ်အနေနဲ့များတော့လူစိတ်ဝင်စားမှုရှိတယ်ဟုတ်ကဲ့စိတ်ဝင်စားမှုရှိတော့သူတို့ကကျွန်တော်ကပုတ်ချမယ်မကောင်းဘလောက်ရေးမယ်စိတ်လက်ဝင်စားကြိုက်တာရေးလို့အမြင့်ကနေတချောင်းချင်းနှုတ်မှာအဲ့တော့ကျွန်တော်အတန်းသေးယူပြီးတော့ရေးနေတာဒေါ်တီရာရွမွန်ဦးဆောင်နဲ့မြင်းချန်ပြည်သူစစ်အဖွဲ့တွေဟာပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့မှာမြင်းချန်မြို့နယ်နဲ့နှထိုးကြီးမြို့နယ်ချိတ်ဆက်ထားတဲ့လမ်းမကြီးပေါ်မှာတည်ရှိနေတဲ့ နောင်မင်းရွာကြီးကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာလ30ရက်နေ့နေ့လယ်ပိုင်းမှာနောင်မင်းရွာကြီးကိုအောင်မြင်စွာသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။တမရော့စစ်ကြောင်းတွေနဲ့မြင်းကျန်ပြည်သူစစ်အဖွဲ့တွေဟာနောင်မင်းရွာကိုထပ်မံသိမ်းပိုက်နိုင်မှုအပအဝင် PDF အမိကန်အကြံဖက်အဖွဲ့တွေအခြေပြုနေတဲ့ရွာနဲ့စက္ကန့်ပေါင်းအနည်းဆုံး20ကန့်ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။မြင်းကျန် PDF အဖွဲ့ခေါင်းဆောင်မိုက်ခင် နထိုးကြီး PDF အဖွဲ့တွေခေါင်းဆောင်စိုးအောင်တို့ဟာလူမှုကွန်ရက်မှာသာလေကြီးမိုးကြီးပြောဆိုနေပေမဲ့လက်တွေ့မြေပြင်တိုက်ပွဲတွေမှာကိုယ်တိုင်ဦးဆောင်ပြီးဘရောမစစ်တိုက်သူမဟုတ်ပေတခြားလူတွေကိုသာထိုးကျွေးနေရလို့သိရပါတယ်။မြင်းကြံ PDF အဖွဲ့တွေဟာပြည်သူ့ကာကွယ်ရေးအမြင်ခံထားပေမဲ့လက်တွေ့မှာတော့ဒေသခံပြည်သူတွေကိုဖိနှိပ်အနိုင်ကျင့်ပြီးတအိမ်ကို9000နှောင်းပုံမှန်ကောက်ခံခြင်းတွေရှိနေတယ်လို့မြင်းကြံပြည်သူစစ်ကောင်ဆောင်ဒေါ်တရာရှုမွန်က အခုလိုမျိုးပြောဆိုခဲ့ပါတယ်ဒီလိုကျွန်တော်တို့ကျွန်တော်တို့ကြားသွားတဲ့ရွာတွေဆိုမရွာသူရွာသားတွေကိုမိကြည့်တယ်ဆိုတလ9000ခက်ပြရတာကြည့်ဘူးတိန်9000ပုံမှန်ထက်ရတာအဲ့ဒါပြီးတင်တဲ့တပွဲချင်းလဲဆိုတင်တဲ့ဆင်းပွဲတက်ဆိုဒါတီးတန့်ထက်ထက်ရသေးတယ်သူတို့နေတဲ့ရွာတွေကတော့ပြက်စီးမှာပဲလေသူတို့ကအိမ်တစ်ခုခုဆိုရင်ရွာသူရွာသားတွေကိုကျွန်တော်တို့ကလည်းရွာသူရွာသားတွေကိုတိုက်ပွဲပါညာဖြစ်ရင်ဆောင်းတော်ဆောင်းမို့အနည်းဆုံးဒါပေမဲ့ခုနေရာလေးတက်မတော်ဝင်လာတာတော့တက်မတော်ဖြစ်ဖြစ်ရဲစကြောင်ဖြစ်ဖြစ် ီလူစီဝင်ခဲ့တာဒီလေကိုရကိုရနေတင့်နေလေနေတဲ့ရင်မခွာနဲ့ပေါ့ဒါပေမဲ့တို့ကလည်းကျန်းဖက်တပုံတွေပြောစကားပဲနားထောင်ပါလိစိုးအောင်နေမိုက်ခဲတော့လူမှုကွန်ရက်တွေမှာလူကြားကောင်းအောင်ရှောက်ပြောနေပေမဲ့လက်ရှိချိန်မှာတော့ဘယ်နိုင်ရှောက်နေမှမသိပဲထွက်ပြေးနေရလို့သိရပါတယ်မိုက်ခဲဟာမြင်းကျန် PDF တရင်ရှိကိုဥဆောင်နေသူဖြစ်တယ်လို့စိုးအောင်က PDF တရင်လေးနဲ့30ရုပ်ကိုအတိကဥဆောင်နေသူဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ မြင်းကျန်ညောင်ပင်ကျွာတိုက်ပွဲမှာ PDF အမေကန်အကြံဖက်အဖွဲ့ဝင်အ ਨੇ ဆုံး30ကျော်သေဆုံးခဲ့တယ်လို့နထိုကြီးမျိုးနဲ့တထေကုံကျေးရွာရှိတိုက်ပွဲတွေအတွင်း PDF အမေကန်အကြံဖက်လက်နက်ကအဖွဲ့ဝင်အ ਨੇ ဆုံး30ကန်သေဆုံးခဲ့တယ်လို့ဒေါ်တရာယူမွန်ကအခုလိုမျိုးပြောဆိုခဲ့ပါတယ်။ဘယ်ရောက်နေမှန်းကိုမသိဘူးအဲကောင်လေး။မင်းကသေတာရင်းစစ်ပပတ်ဆက်ဆက်သေတာမှာ။ရင်းလေးရောရင်းစစ်ကောသူအဲ့ဒီဘက်မှာကင်နာကသူအဓိကကင်နာရင်းလေးနဲ့ ရင်းလေးနဲ့ရင်းတစ်ချဲကိုသူကအဓိကကင်တာရင်းစရာကောင်တွေကတေးတာမနေဘူးပဲသူတို့ကအဖွဲတွေကဟိုစိုးဟာဖိုက်တာတော့လုတ်ပြပြီးတော့မနေ့ကပြေးတာပြေးတာအခုဘယ်နာမှမနာမသိတော့ဘူးအိုက်ဒီယာရင်းရှင်းမိုက်ဒီယာရင်းရှင်းရင်းရှင်းသူကလည်းဆိုတော့ तू ကတက်စုတက်ဖွဲ့လေးတွေနဲ့ तू ကသူတို့ကသူတို့တွေမှလည်းပြဿနာရှိတယ်။ तू ကရင်းရှင်းတာ तू ကပြောနေတာ။ तू ပကပလိုမျိုးဖွဲ့ထားတဲ့ဟာတွေကများတယ်။ ပထမလိုဟာလေးဖွင့်လို့သူ့ရင်းစစ်အထိုင်ဆိုတာမရှိဘူးအထိုင်ကြီးကသူတို့ကမျက်နှာဘက်ပဲမြင်းကြံဘက်မှာမရှိဘူးသူကမြင်းကြံမှာအထိုင်မလုပ်ထားဘူးဒါပေမဲ့သူကဒီဘက်မှာအထိုင်လို့လို့ဟိုအခန်းကြီးတိချောက်ထားသလိုညာပြီးွားပြီးပဲအဲ့သူလိုက်လွင့်နေတာကတော့ဟုတ်မျက်နှာဘက်ကလွင့်နေတာဘယ်တော့မှမြင်းကြံကနေမလွင့်ဘူးမြင်းကြံမှာမရှိဘူးရှောက်ပြင်းနေလူခံတော့မြင်းကြံပဲလက်ခံတယ်အဲ့ဒါကြောင့်သူတို့ချင်းချင်းပြဿနာပြတ်တာလေအင်းလိုက်ပေါ်ရတယ်စစ်တိုက်ပါညာဆိုပြီးဆဲနေကြတာလေ ။ဒီနေ့ကတော့ဟိုစားမလိုက်ပတ်မှန်ထားနဲ့သူ့အဖွဲတွေကပါလာလေ။အော်ဟုတ်ကဲ့။သူ့ရင်းစစ်ကမနေ့က15ရောက်ကျော်ပြီ။သူတို့ကိုနိုင်တော်ဝန်ခံပြီးတင်ထားတယ်။သူ့အဖွဲကလည်းမနေ့ကတော်တော်ထိတယ်။ဒီသူ့သူ့ပေါင်းကျွန်တော်တို့လောင်းလည်းနဲ့ရတာပဲ15လောင်းလောက်ရတယ်။ဟိုတေတာနဲ့ဂျန်ရန်ရတာဟိုဒီပြင်ကြွားသတင်းတွေရဆို30ကျော်လောက်ပြီတယ်။ဟိုရင်းစစ်နဲ့အဲ့ရင်းစစ်နဲ့ရင်းလေးပေါ့။ ဟုတ်အဲ့ဒါဟိုဘက်ဖြစ်နေပွဲကျွန်တော်တို့ဘက်မှာဖြစ်နေပွဲကလည်း20ကျော်30လောက်သေးတယ်အဲ့ဒါကျွန်တော်ရွာကန်သတင်းပေးပေါ့သူတို့ညင်ညုံတဲ့နေရာပေါ့အမေကသူတို့အတုပါချကြတာလေအမေကဒီဒီကျွန်တော်တို့17လောက်ဝင်လုံးပြီးတော့မှပြန်ဆွဲပြန်ဆွဲပြီးတော့မှအတုပါချနေကြရတယ်ကျွန်တော်တို့လမ်းသတင်းပေးတာပြီးကနေရက်ကလည်းပြီးကနေရက်ကလည်းသေးတာနဲ့ဆိုစုစုပေါင်းပေါ့၃ရက်လောက်ပေါ့မနေ့ကတရက်တည်းနဲ့ကတော့တထိုးလမ်းကြောင်က၃ရက်လောက်ပြည်တယ်ကျွန်တော်ကတော့၃ရက်စုစုပေါင်းပြောတာ 20ကျော်30လောက်ပြေးတယ်။ဟိုသူတို့ခွဲပြီးတော့မြုပ်တာလေ။တချို့ကလေးတွေကြတော့ဟိုအစမှန်တာလို့ဝင်းမတေးရလို့ကြတော့သူတို့ကဒီသူတို့ခေါင်းဆောင်ပုံစံမျိုးလောက်တမ်းမဝင်ဘူးဆိုရင်အဲ့ဒီမှာမမြုပ်တော့ဘူး။ဒါမလုတော့ဘူး။အတုပါမလုတော့ဘူး။ကျွန်တော်တို့လင်းဝင်မဲ့ကလေးဆိုရင်ပွဲထဲမှာတည်သွားတယ်။ဒါမဲ့တို့ကတော့ဘယ်တော့မှမတည်ဘူးပဲပြောတာပဲလေ။ဟိုတနေ့ကတော့ကျွန်တော်တို့ကမှထွက်ပြေးသွားပြီလို့ပါလို့ကျွန်တော်တို့ကဘယ်မှမထွက်ပြေးဘူး။ စစ်တိုက်တယ်ဆိုတာကျွန်တော်တို့ကဟာလာတက်တင်တက်မယ်ဆုတ်တင်ဆုတ်ပါလေအဲသူတို့ကမီဒီယာကနေဥအောင်ဟောတာအခုကျတော့ဖုတ်ခံရတာပေါ့ဒေါ်တီရာယူမုံဦးဆောင်နဲ့မြင်းချံပြည်သူစစ်အဖွဲ့တွေပြီးခဲ့တဲ့ရက်ပိုင်းမှာတင်ပိုင်လိုက်တဲ့ညောင်ပင်ရွာမှာတကြားဦးဆောင်နဲ့ PDF တရင်နှစ်နဲ့ချင်းဝင်းဦးဆောင်နဲ့ပကဖအဖွဲ့တွေအခြေပြုလှုပ်ရှားနေရလို့သိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမြင်းချံညောင်ပင်ရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင် PDF အမိခံအကြံဖက်လက်နဲ့ကိုင်းအဖွဲရှုပ်ဖွဲပူပေါင်းပြီးတော့ခုခံခဲ့ပေမဲ့ဒေါ်သေးရရုံမုံဦးဆောင်တဲ့မြင်းကြံပြည်သူစစ်အဖွဲတွေရဲ့တိုက်ခိုက်မှုကိုတောင်းခံနိုင်စွမ်းမရှိပဲရွာကိုလက်လွတ်ခဲ့ရတယ်လို့သိရပါတယ်။ PDF အဖွဲတွေနဲ့ပါကဖအဖွဲတွေဟာပြည်သူ့ကာကွယ်ရေးအမိခံထားပေမဲ့လက်တွေ့မှာတော့၎င်းတို့နဲ့အမြင်မတူတဲ့သူတွေ၎င်းတို့ကိုမထောက်ခံတဲ့သူတွေကိုဒလန်ကောင်းစင်တက်ပြီးရက်ဆက်စွာတက်ဖြတ်မှုတွေကျူးလွန်လျက်ရှိနေပါတယ်။ မြင်းကြံပကဖအဖွဲရီဟာဆိုရင်လေ၎င်းတို့နဲ့အမြင်မတူတဲ့သူတွေကိုဒလန်ကောင်းစင်တက်ကရက်ဆက်စွာတက်ဖြတ်ပြီးမြင်းကြံတရင်ဘူးရွာကအသက်၆နှစ်အရွယ်မိန်းကလေးတဦးကိုရက်ဆက်စွာခေါင်းဖြတ်တက်ခဲ့ဘူးတယ်လို့ဒေါ်တရာယူမွန်ကအခုလိုမျိုးပြောဆိုခဲ့ပူပါတယ်ဟုတ်ပါကျွန်တော်တို့တင်းမုံကပေါ့နော်မိသားစုတစုပေါ့နော်မိသားစုကိုကျွန်တော်အရင်ဒါကယ်လိုက်တာပေါ့ပထမသူတို့ဖြစ်ခြင်းဖြစ်တယ် အဲသူ့ရဲ့အတော်တယောက်သက်ခံရတာပေါ့နော်ဒီရောက်သွားရင်လည်းပျောက်သွားတယ်ဆိုတေသွားပြီဆိုကျွန်တော်စီလာတော့ကျွန်တော်မပြန်ပါနဲ့တော့ပေါ့နော်ခင်ဗျားတို့ဒီဘက်မှာပဲခိုးလုံတော့ပါညာဆိုသူတို့ကလည်းရွာအောင်မပြတ်တာပေါ့မပြတ်တော့ပြန်တော့အဲ့ဒီလူရဲ့အမျိုးသမီးရဲ့သူသားလေးရဲ့မွေးစားသမီးလေးဆေးရုံမှာသူတို့ခေါ်ပြီးတော့မွေးစားထားလိုက်ရသူတို့တော်တော်ချစ်တယ်ဒီကလေးမလေးလည်းအော်သူကဈေးတယ်ဆိုဈေးရောက်သွားရင်လည်းတော့လုံးမိသွားတာမိသွားတာဒီအဖေကိုဖုံးခေါ်တာ ဖုန်းခေါ်ပြီးတော့မှထိမ်မဲရွာထိမ်မှာဗီဒီယိုဘောခေါ်ပြီးတော့ကောင်မလေးမျက်နှာကိုပါဇက်နဲ့ပါဇက်ကိုစီးထားတယ်မျက်နှာအုပ်တာ၆နှစ်သမီးကိုမင်းမကွာနေရင်ဘက်ထိပိုက်ခွဲပြီးတော့ပြတာအာတရင်ဖို့တရင်ဖို့ PDF တွေပါကပါတရင်ဖို့ PDF ပါကပါဖွဲ၆နှစ်သမီးလေးရဲ့မင်းမကိုအားအနေခွဲပြီးတော့အဲ့လိုမျိုးအင်ဂျီချွတ်ချပြီးတော့အားအနေခွဲပြီးလိုက်ဒီအပင်ဒီအကုန်ဖြတ်ပြီးတော့ခေါင်းဖြတ်တာတပင်းကိုလှီးတာအာသူတို့ကအဲ့ဒီကလေးမလေးရဲ့ တို့ရဲ့ကြက်ချက်ဒလန်မဲလေးဒလန်မဲလေးတို့ကဟိုကြောင်းတော့ရရန်စားအောင်ဒီမှာပုံချတာဒီတို့ကကြာအခုသူတက်လိုက်နဲ့ဒီကမလေးကမလေးမွေးစားနဲ့အမေနဲ့ဒီကလေးလေးယောက်ျားလေးနဲ့ဒီသားစုကကြတော့တို့နဲ့ဒီကိုငငယ်ဒီရွာထဲမှာပြဿနာဖြစ်ဘူးတယ်ဒီကောင်လေးက PDF လုံးလိုက်နေတဲ့အချိန်မှာ PDF လုံးလိုက်နေတဲ့အချိန်မှာကျွန်တော်တို့ကလည်းဒလန်ရင်းပေးတာပါလဲမရှိဘူးအမေတို့ဒီ ခေါင်းစဉ်တက်လိုက်တာဒလန်လို့တက်လိုက်တယ်တက်လိုက်ပြီးတော့ဖမ်းမိတဲ့အချိန်မှာအဲ့လိုသတ်တာမိုင်းမိုင်းဘာလဲအကြောင်းတော်ရေရန်ယာထဲမှာသူတို့အရင်နဲ့မကျင်တဲ့တော့ PDF ဖြစ်တော့တနက်ကင်တော့လုတ်ချင်အောင်လုတ်တာပေါ့ရင်းစံခရိုင်တွင်ရှိ PDF အဖွဲ့ရင်းနေပါတုံလုံးအဖွဲ့ခေါင်းဆောင်ဆိုသူတွေဟာအခြေခံပညာအထက်တန်းအဆင့်တောင်ပြီးဆုံးသူတွေမဟုတ်တယ်လို့ကိုကျင်တရားကောင်းမှုသူမဟုတ်ပေမယ့်လက်ရှိချိန်မှာတော့လက်နေကင်တော်လန်ရေးဘန်းပြကရိုးသားတဲ့ပြည်သူတွေကိုဖိနှိပ်အနိုင်ကျင့်ခြင်းမရင်းကျင့်ခြင်းတွေလှုပ်ဆောင်နေတယ်လို့ က်ရှိအချိန်မှာမရား၂ယောက်၃ယောက်ရှုက ကိုကျိုးစီးပွားများစွာ ဖြစ်ထွန်းလျက်ရှိနေတယ်လို့သိရပါတယ်။နထိုးကြီး PDF အဖွဲ့ကောင်းဆောင်စိုးအောင်ဆိုရင်နထိုးကြီးမြို့ပေါ်ကရွှေပင်လေစာတောင်ဆိုင်မှာစပွဲတိုးလှုပ်ခဲ့ဖို့တလို့စတီးတန်ဘန်းဆိုင်မှာလှုပ်ကင်ခဲ့ဖို့တို့ဖြစ်ပေမဲ့လက်ရှိအချိန်မှာပစ္စတိုခါချိတ်ပြီးကားအကောင်စာဆိုင်ကဲအကောင်စာတွေစီးနေတယ်လို့သိရပါတယ်။ဒါအပြင်စိုးအောင်ရဲ့မရငယ်ဖြစ်တဲ့တောင်သာခြုံကြီးသူမိငယ်ဆိုရင်လည်း အရင်ကဝါထင်ရရက်စားရသူဖြစ်ပေမယ်လက်ရှိချိန်မှာတော့ပြည်သူတွေထံကနေအတင်းအကျပ်စက်ကြီးကောက်ခံမှုတွေကြောင့်ရရှိရငွေတွေနဲ့အိုင်ဖုန်းတွေကင်ပြီးချမ်းသာနေရလို့သိရပါတယ်။လည်းလည်းကင်တက်ဖွဲ့ဝင်အချင်းချင်းမတိမ်မှုကျူးလွန်ခဲ့တဲ့တောင်တာပကဖခေါင်းဆောင်တူဖြစ်တယ်လို့နဘဲကန်ကြီးဝါစာတိသားတန်လွင်ဆိုရင်လေအရင်ကရန်ကုန်ဗီဒီယိုလောကမှာမီထိုးမန်ထိုးလောက်ကင်စားတော့ခဲ့ရတယ်လို့ရက်တောင်လှုပ်ချင်းဝါတရံရက်ချင်းနဲ့ လုံးကောက်ချင်းတွင်လောက်ကင်ခဲ့ရပေမဲ့တော်လန်ရေးကိုဗန်ပြကပြည်သူတွေကို အတင်းအဓမ္မဆက်ကြီးကောက်ခံမှုတွေကြောင့်ချမ်းသာနေရဖြစ်တယ်လို့သိရပါတယ်။တောင်သာပကဖတာဝန်ခံဖြစ်တဲ့ကြည်စိုးခေါ်ပြောင်ကြီးဆိုရင်လေလင်းရှိမရားတွေကိုကြာခိုခဲ့ဖို့တဲ့လို့တောင်သာမျိုးကန်တူကပြောပါတယ်။တောင်သာမျိုးကန်တူကကျွန်တော်ကတောင်သာနေသားဆိုပေမဲ့ကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းတွေကြောင့်မြင်းကျက်ခရိုင်အတွင်းကမျိုးတွေရွာတွေကိုသွာလာနေရတော့ အဲ့ဒီ PDF အဖွဲရိပကဖအဖွဲခေါင်းဆောင်ညီအကြောင်းတည်တင်းတလောက်တည်ရတောင်းတာမှရှိရပကဖခေါင်းဆောင်ဆိုသူတွေကကိုကျင်တရားကောင်းတယ်ကောင်းတယ်မဟုတ်ကြဘူးလေပကဖဒုတာဝန်ခံဖြစ်တဲ့တန်လွင်ဆိုရင် PDF အဖွဲဝင်မိန်းကလေးကိုမတင်းကျင့်ခဲ့တာအဲ့ဒီကောင်မလေးကသူ့ရန်ကြောက်ပြီးရတဲ့ကောင်နဲ့တွဲရတဲ့ကောင်နဲ့ယူလိုက်ရတယ်တခြား PDF ကောင်မလေးတွေဟာလေအဲ့ဒီတန်လွင်ရဲ့အရှံကလွတ်အောင်လို့ရတဲ့လူကိုဖမ်းယူနေရတယ် ီးတော့တန်လွင်ရဲ့အထက်ကတောင်သာပကဖခေါင်းဆောင်ဖြစ်တဲ့ကြည်စိုးဆိုရင်လေ NND ပါတီရဲ့မျိုးနယ် EC ဘွားမှာလင်းရှိရဲ့ရက်ကြီးစီအဖွဲ့ဝင်ကိုကြာခေါ်လို့လင်းကြီးကမရခွမှုနဲ့တိုင်ချိန်မှာဝိုင်းဝန်းဖုံးပြပြီး NND ပါတီကနေထုတ်ပေထားတဲ့ကောင်းသူရဖက်တော်မှာလေသူများမရသွားပြီးကြာခေါ်လို့လင်းကြီးကဓာတ်နဲ့လိုက်လို့ရွာကနေရှောင်နေရဖို့တဲ့အဲ့ဒီကြည်စိုးရဲ့သမိုင်းကိုပြန်လှန်စေရင်တိတ်မကောင်း သူကလင်ရှိမယားတွေကိုပဲကြာကိုတဲ့အကျင်ရှိတဲ့သူဖြစ်တယ်။နောက်ပြီးတော့ပါလာဖာအဖွဲကဇော်ထွေးဆိုရင်လေလူပြိုကြီးတာအမိခံထားတာ။ဖာအရန်ချရဲကောင်။အဲ့ဒီဇော်ထွေးဆိုတဲ့ကောင်ကအရင်တော့အမျိုးသားထောက်လန်းရေးအဖွဲမဖြတ်သိမ်းခင်ကအင်ဖော်မာလုပ်တဲ့ကောင်။အခုမှစစ်တပ်ကြီးစိတ်နာပြနေရ။တောင်သားမာကမကောင်းတဲ့နေရာတွေမရှိဘူးလေ။ KTV တောင်မရှိဘူး။အဲ့တော့ဇော်ထွေးကငင်းချံမြောက်စေးအောက်ချိုင်းကဖာတန်းကိုသွားနေကြ။ အရိကဖာတန်းကဖာကောင်းမောင်ဦးဆိုတာဇော်ထွေးရဲ့ border တခါတလေများဆိုရင်ပကောက်ကူကြောက်ကုန်းထိဖာသွားချတာအခုတော့ဖာချမရတော့ PDF မာလေးပဲညာဦးလှဲ့မှာပေါ့ပြီးတော့မြင်းချံ PDF အဖွဲတစ်ဖွဲဖြစ်တဲ့ဇိုရိုပြောက်ကြားအဖွဲခေါင်းဆောင်တက်ကြီးဆိုရင်လေမြင်းချံမျိုးမှာဘသူမှမတုံးတော့ပဲအကျွေးပေါင်း16000နဲ့မိမ9ရောက်ယူပြီးထွက်ပြေးခဲ့မှုတဲ့ကောင်ဖြစ်တဲ့ပရာဟိတသမားလိုလိုဘာလိုလိုလုပ်တဲ့ကောင် ပြီးတော့ဟိုမိုက်ခဲဆိုတဲ့ကောင်လေးပါထိုးလို့လေကြမ်းကျင်နီလိုလိုပါလိုလိုနဲ့ကိုဗစ်ကရောဂါတုန်းကအလူကံလှုပ်ရှားခဲ့တဲ့ကောင် NND ပါတီဝင်ဖြစ်ခဲ့ဖို့ပြီးဘဝင်မြင့်နေရဲ့ကောင်လို့ပြောပါတယ်အခြေခံပညာအထက်တန်းစင်တော့မအောင်မြင်သလိုကိုကျင်တရားမကောင်းသူတွေနဲ့စုဖွဲ့ထားတဲ့ရင်းကျက်ခရိုင်တွင်က PDF အဖွဲ့တွေနဲ့ပါတော်တော်အဖွဲ့တွေရဲ့လုံရက်တွေကိုပြည်သူတွေကလိုလားနှစ်သက်ခြင်းမရှိရဲ့အတွင်းအမြန်ဆုံးအမြင့်ပြတ်ချိန်မောင်းပေးဖို့ဒေသခံတွေကတောင်းဆိုလို့ရရှိနေပါရဲ့ရှင်။